男男男我俺住束呢，我忙人家跳舞呢。我叫梁三，你对 မာဒီချင်းရိုးစုံအော်လေးပြီးစုံညီလို့ဩဘာဝင်းလုံးလွမ်းနေရတယ်ဒီခင်းရလေအနှံထွက်စားပြီးဝီးတော့ဘူးရပိုင်းတော်တော်လိုက်လာတယ်ဗျအေးဟုတ်တယ်နေကူနိုင်မလားနေကူနိုင်ပါလေ တို့နိုင်နဲ့ပြင်းပြစကားလေးပါလေပြောအောင်ဘာပြောမှန်းတော့ပြောပြောတို့ဆက်လေးမှလေဟိုနာမည်ကြီးတဲ့အစအစဘာလို့နင်းသိလာခဲ့ဇီးလေးပေါ်တော့လူတိုင်းသိတဲ့ဟာတောင်ဝင်းအဲ့ဒါပကံကြအောင်နော်ပကံပေါင်းကြီးကြီးပေါ်တော့ကိုယ်ကြောက်ညံဆန့်နေသေးတယ်ဟုတ်ပါမဆိုးပါဘူးပါလို့ဆိုရင်တော့အဲ့ဒါဆိုရန်ကုန်နဲ့မန်းလေးရတော့နော်အဲ့ဒါတော့မသိဘူးတော့မသိရင်မှတာငါပြောပြမယ်ရန်ကုန်ကခြေတို့နဲ့တဲ့ဟောမန်းလေးကကြထုံးမုန်းနဲ့ တိတော်တော်တက်နေတာပေါ့အဲ့ဒါဘာဖြစ်တော့ဘာမှတော့မဖြစ်ပါဘူးဟာဟိုဒီဒီစဉ်းစားနေဟိုရွှေတော်ကနာမည်ကြီးနေတယ်ရွှေတော်ခောက်ဆွဲလေးစားကျင်စိတ်ပေါ်လာလို့ဟေးမစင်းမဆိုင်တော့ကို့နဲ့အစ်စစ်ရှိတာသိလို့ကို့ဝိုက်ပြောနေတာမဟုတ်လားအစားတော့ကတော့မီးလို့ကိုတောက်တယ်အလုံးကန်ကြလဲမီးလို့တောက်ပါလေဟာနင်ကလဲ ီနေ့ကတော့လေရှူတောင်ခေါ်ဆဲလေးစားကြင်လာလို့ဒီနေ့ရှူတောင်ခေါ်ဆဲလုတ်စားကြမလို့ဒါဆိုရင် easy ရှူတောင်ခေါ်ဆဲဟင်းရဲ့အနှစ်ဘူးက၅ဘူးဆိုတော့အင်းကြီးချင်းနေလဲပေးလို့ရအောင်ဒီဘူးတော့ချက်လိုက်မယ် easy ရှူတောင်ခေါ်ဆဲဟင်းရဲ့အနှစ်ဘူးကကြတော့ဒီဟင်းကြီးဘူးလေးနဲ့ပဲဟင်းကြီးအနှစ်တစားရေတစားထည့်ပြီးတော့ကြိုးရတာပေါ့နော် တကယ်လို့ရတော့သူတို့က၄ဘူး၃မယ်ဆိုလို့ရှိရင်အဲနောက်ထပ်ဒီဘူးလေးနဲ့ပဲချိန်ပြီးတော့ရေ၄ဘူးထည့်ပြီးတော့ကြိုလိုက်ရင်ရပြီဒီ easy ရဲ့လေရွှေတောင်ဆောက်စဲဟင်းရဲ့အနှစ်ဘူးထဲမှာကြာတော့သူကစက်တာလဲပါတယ်စက်သွန်နီနဲ့တခြားပတ်ဝန်းပစ္စည်းတွေရောနိုစင်ရောအကုန်လုံးပတ်ဝန်းမိသားဆိုတော့လေတခြားဘာမှထက်ထည့်ကြမလို့တန်းပြီးတော့အတင်းကိုချက်ပြီးတော့စားလိုက်ရုံပဲပေါ့နော်အာပြီးတော့ကိုကအိမ်မှာပဲမိသားစုအလိုတကူစားချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဖုန်းကြီးဆွန့်ကပ်ဖို့ပဲဖြစ်ဖြစ်အလှူတွေပဲလှုပ်ချင်လို့ပဲဖြစ်ဖြစ်အဲဒီ easy ဘူးလေးတွေကိုသုံးလို့ရတယ်အဲ့ဒီကနောင်းနောင်းပြောပါဦးနေပြီကဲအဲ easy ကနောင်းနောင်းပြောပါဦးမိသားချင်လို့လား ဒီ easy ရဲ့ရွှေတောင်ခေါက်ဆဲဟင်းရဲ့အနယ်ဘူးပေါ်မှာလည်း30ရဲ့အညွန်လေးတွေနဲ့ပတ်ဝန်းပစ္စည်းလေးတွေကိုတခါတည်းဖော်ပြပေးထားပါတယ်ကဲနောက်တစ်ခုဒီနေ့ကတော့အနှမ်းမပြည့်စင်တဲ့ရွှေတောင်ခေါက်ဆဲစားအောင်မှုညာအိုင်းရဲ့ဇနားကြီးအားကြီးပဲဇနားကြီးအားကြီးနော်ကြည့်ရ ဆက်ရကြတော့လေကျသားအနေနဲ့များလေးတို့အုံးတို့တို့ကျသူနီတို့နဲ့တိတိရှိရှာလေးချရတာပေါ့အဲတကယ်လို့ကိုကကိုယ်တိုင်မချက်တတ်တာပဲဖြစ်ဖြစ်အဲဒါမှမဟုတ်ရင်စိုင်မဲသွားစားဖို့အချိန်မရှိတာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်ဒီလို easy hay အနေပူလေးတွေသုံးပြီးတော့ချက်လို့ရှိရင်တော့အချိန်10မိနစ်လောက်ပေးုံနဲ့ပြန်လွယ်တကူစားလို့ရတာပေါ့ဒါလေးကတော့ခြေတော်ခေါက်ဆဲလေးကိုထည့်ထားဖို့အတွက်ခေါက်ဆဲအစိုးလေးကိုအကျွတ်ကျော်ပေးနေတာပါ ဒါကတော့ငရုတ်တီးစီချက်လေးပါဒါကတော့ရှူတောင်ခေါက်ဆွဲနဲ့တွဲစားဖို့အတွက်ကြက်ရိုးနဲ့ကြက်သွန်မေးလေးထည့်ပြီးကြိုးတဲ့ဟင်းညိုလေးပါငရုတ်ကောင်းလေးအနှင်းငယ်လေးပါပါတယ်ကဲဒါဆိုရင်တော့ရွှေတောင်ခေါက်ဆွဲဟင်းပွဲလေးစပြီးတော့ပြင်ပါတော့မယ် တာဟော်ဆဲဟင်းရဲ့အနစ်လေးထက်တကယ်တော့လေအုံးစီကျဲကြိုက်လို့ရှိရင်အုံးစီကျဲလဲထည့်လို့ရတယ်ပြီးတော့ရွှေတောင်ခွဲထားသားလို့ရပြီဟောအေးအဲ့ကသာသာနဲ့ဟင်းကြီးနာလေးကမှုန်းနေတာနဲ့ရတော့အကိုက်ပဲအေးဖေကများလေးကြိုက်တယ်ပဲအဲ့ဒါအဖေပွဲပြင်းပြီးသားဟောအေးဟုတ်ပါဟာဒါမေပွဲ easy နဲ့ချက်တဲ့ရွှေတောင်ခောက်ဆက်လေးစားလိုက်ပါဦးမယ်အားလုံးကိုလည်းစားဖို့ဖိတ်ခေါ်ပါတယ်နော် 等你啊，这剖山没哈？学长考试的，山里高没不红里边？他现在刚来。 ွှေတော်ခောက်ဆက်ချက်လဲရတာတော်တော်မင်မန့်သွားဝင်ပေါ်တယ်။အမေကအီးသီးနဲ့ချက်တာတီးလို့တမင်ပြောနေရမလား။ရွဲ့ရရွဲ့။အဲ့ဒါလာတော့ဘယ်လိုမျိုးလဲတော့တိုင်နေပြီ ော့ကျောင်းနှစ်သလုံးရှိတယ်။ဒါကကိုစားခံ။အချိုတဲတဲ့အနေနဲ့ easy ရဲ့နွားနုတ်ငပြောပေါင်းလေးစားလိုက်ပါဦးမယ်။ easy မှာတော့မပြောပါအောင်အချိုပဲလေးဆက်ပြီးတော့စားလိုက်ပါအောင်မယ်နော်အခုလိုမျိုးပဲနောက်ထပ်လာမယ်ဒီလိုအညာဒေတာနဲ့ပတ်သက်တဲ့ဘလုံးလေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်နော်အားလုံးပဲတက်တာဒေါ်ဒေါ်ဒါ easy ကနွားနုံငါပြောပါအောင်လေတက်ဖို့ပြီးတော့စားတဲ့အယုံဝင်နော်